ဟယ်လိုအားလုံးမင်္ဂလာပါ United ရှီဝူကနေကြိုဆိုပါရစေ။ Gcos Bandy ရဲ့ report အရဆိုရင် Manchester United ကတော့နောက်ထပ်အရေးတွေးရှိဂူဒမာအတွေ့အကြုံရှိဂူဒမာတယောက်ကိုထပ်ပြီးတော့ခေါ်ယူအားဖြည့်သွားဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။သူသမီးတော့လာမယ့်နှစ်နွေရာသီအပြောင်းရွှေ့ပေါ့နော်။ဇန်နဝါရီအပြောင်းရွှေ့မှာတော့ကျွန်တော်တို့ခေါ်ဖို့အတွက်ကြိုးပမ်းချင်မှာကြိုးပမ်းမယ်။ဒါပေမဲ့နွေရာသီအပြောင်းရွှေ့မှာတော့အသင်းဘက်က ဒီလက်ရှိမှာဗောနော lemon ရှိနေပေမဲ့လည်းလို့နောက်ထပ်ကိုသူမအတစ်တယောက်ကိုကျွန်တော်ခေါ်သွားမှာအဲဒီကိုသူမနေရာမှာအတင်းဘက်ကတော့ကျွန်တော်ဒီအတွေ့အကြုံရှိတဲ့ကိုသူမတယောက်ကျွန်တော်ဖြစ်ရမယ် lemon တင်ယူနိုင်မဲ့ကိုသူမတယောက်ကျွန်တော်ဖြစ်ရမယ်ဗောဒီတော့ကျွန်တော်အနေနဲ့လက်ရှိဘာစီလိုနာရဲ့ကိုသူမဖြစ်တဲ့တာစတီဂန်နဲ့ပတ်သက်လို့သတင်းတွေကျွန်တော်အများကြီးထွက်လာတယ် ဒါကိုလည်းသူကဗောနော်လောလောဆယ်မှာပြောထားတာကအဲသူကတာစီကန်နဲ့ပတ်သက်လို့မန်ချက်စတာယူနိုက်တက်ရဲ့ဂျားထဲမှာထင်သလောက်ရှိသတင်းတွေထွက်မနေသေးဘူးဆိုတဲ့သဘောမျိုးသူပြောထားတယ်။လောလောဆယ်မှာဆိုလို့ရှိရင်တော့ဗောနော်ယူနိုက်တက်ကဇန်နဝါရီအပြောင်းရွှေ့မှာဒီဂိုးသမားတယောက်ထပ်ပြီးတော့ခေါ်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ရာနှုန်းပြတီကြချင်းကျွန်တော်တို့မရှိသေးဘူးပေါ့အချိန်ဒီပေါ်တော့မူတည်တယ်သို့တော်လည်းပဲတီကြတော့ဆိုလို့ရှိရင်နွေရာသီအပြောင်းရွှေ့မှာပို့ပြီးတော့ဖြစ်နိုင်နေပေါ့အဲ့ဒီတည်းမှာဘာစီလိုနာတင်းရဲ့ဂိုးသမားဖြစ်တဲ့တာစတီကန်ကလည်းကျွန်တော်တို့ တတိယနေပါကျွန်တော်တို့ဗောနော်အများကြီးပါနေပြီးမဲ့လေလို့မန်ချက်စတာယူနိုက်တက်ကခေါ်ဖို့အတွက်ကျူးပန်းနိုင်တဲ့ဂူဒူမာအချီနေထဲမှာပါမနေဘူးဆိုပြီးတော့သူပြောထားတယ်သူတပင်းယူနိုက်တက်ကလက်ရှိဗောနော်ဒီလမ်မန်စ်ကပထမဆုံးပွဲမှာလက်စွမ်းနေပါလေပြာသူ့အနေနဲ့သူကျွန်တော်တို့ညော်လင့်တဲ့လောက်လေးဒီလောက်ပြထားနိုင်ခဲ့ပြီးမဲ့လေလို့ဒီချက်ပို့ပြီးတော့တူးတက်လာဖို့ ਨੇ ပတ်သက်ရင်လမ်မန်စ်ကိုတွန်ပြတွန်တင်ပြီးနိုင်မဲ့ဂူဒူမာမျိုးအစွဲတင်ပြနိုင်မဲ့ဂူဒူမာမျိုးဗောနော်ဒါမျိုးကိုသူတို့ကလိုချင်တာ ဆိုတော့ဒါကြောင့် United အနေနဲ့နွေရာသီအပြောင်းအရွှေ့မှာဂူဒမားတယောက်တင်ကြပေါ့ခေါ်ဖို့ရှိပြီးတော့ဇန်နဝါရီပြောင်းအရွှေ့မှာတော့အခွင့်အရေးရရင်ခေါ်မယ်အချိန်ကြီးမကောင်းဘူးဆိုရင်နွေမှပဲရအောင်ခေါ်မယ်ဆိုတဲ့သဘောမျိုးပါဒါနဲ့ပဲတို့လူညူတို့ဘလူမင်းကြလဲဆွနေကြပေါ့အဲကျွန်တော်ကတော့ဂူဒမားတယောက်ကထပ်ခေါ်တော့ခေါ်ရမှာပဲဒီရပါလို့လဲဆိုတော့အခုလက်ရှိအသင်းမှာရှိတဲ့ဂူဒမားတွေကိုကျွန်တော်ကြည့်လိုက်ရင်ဒီ LG Bayern တို့ကအဆင်မပြေဘူးဗျ LG Bayern တို့ဒီ second choice keeper တွေအဲပြီးလို့ရှိရင်ကျွန်တော်တို့နေပေါ့နော်ဦးနန္ဒာတို့ဘာလို့ဆိုတာမျိုးကလည်း အဲပြောစရာလိုမယ်လို့တောင်ကျွန်တော်မထင်တော့ဘူးဗောနော်ကျွန်တော်တို့ဒီကူသမားနှစ်ယောက်ကိုအတင်းဘက်ကအမှန်အကန်လက်လို့ဖို့ကျွန်တော်ကြိုးပမ်းတော့မှာเนาะအထူးသဖြင့်တော့ຫນွေရာဒီပြောင်းရွှေ့ကြရင်ဗောဦးနန်းအောင်ကိုလည်းကျွန်တော်လက်လို့ဖို့ကြိုးပမ်းရမယ်ပြီးတာနဲ့ကျွန်တော်တို့ဗောနော်ဒီဘိုင်နာကိုလည်းကျွန်တော်လက်လို့ဖို့ကျွန်တော်ကြိုးပမ်းရမယ်နောက်တစ်ခုကကျွန်တော်တို့ကူသမားဖြစ်တဲ့တူမီတန်ကလည်းအဲ့ကျွန်တော်တို့ဒါလုံးဝအသုံးလို့အခြေအနေမကောင်းတော့ဘူးဗျသူကောင်းဆောင်မှုကောင်းလို့အဝယ်စားလဲကန်တဲ့နေ့မှာထိနိုင်လို့ဆိုပြီးတော့ကျွန်တော်ကသူ့ကိုခန့်နာတာပဲကျွန်တော်ရှိတာ တော့ကျွန်တော်အနေနဲ့ဂူသမား2ယောက်စလုံးကိုအပြောင်းလဲလုပ်ဖို့လိုတယ်အဲ့တော့ lemons 1ယောက်ပဲကျွန်တော်ရှိမှာဒီတော့ကျွန်တော်အနေနဲ့ဂူသမားကလိုတယ်ဂူသမားကလိုတယ်နော် lemons နေရာကိုကျွန်တော်ဆွဲတင်ပြနေမယ်ကစားမှာ lemons ကိုပို့ပြီးတော့ကောင်းအောင်လုပ်ပြနေမယ်ဂူသမားမျိုးပဲဖြစ်ဖြစ်လိုတယ်တေချာတာတစ်ခုကတော့အသင်းဘက်ကဘယ်လိုပြောရမလဲကြားထဲမှာရည်ရွယ်ချက်ပြောင်းမသွားဘူးလိုတယ်ဗျ lemons နဲ့ပတ်သက်ရင်ကျွန်တော်တို့က lemons ကို number 1 choice keeper အဖြစ်ကျွန်တော်တို့ကမြင်ချင်တာ ဲ့ဒီတော့အသင်းအနေနဲ့နောက်ထပ်ခေါ်မယ်ကိုသမားဒီလမ်မန်စတာပူကောင်းနေတာလို့နော်လမ်မန်စတာအများကြီးဘယ်လိုပြောမလဲအသက်အသက်တွေဘာတွေတိတ်ကွာဟမှုမရှိဘဲနဲ့အရန်ကောင်းတဲ့ကိုသမားတယောက်ကိုခေါ်ဝူကျူးပန်းနေတာမျိုးတွေအဲမလုတ်ဖို့လိုတယ်လုတ်ချင်မှလည်းကျွန်တော်ပရိသတ်တွေတွေကတော့ဗျာကိုသမားလည်း2ယောက်ပဲဖြစ်ဖြစ်3ယောက်ပဲဖြစ်ဖြစ်ဗျာနော်ကိုသမားကောင်းနေရလေကောင်းနေပဲလေဟုတ်တယ်မလားတော့ဘယ်နေရာပဲဖြစ်ဖြစ်ကစားမကောင်းနေကြီးပဲရလေကောင်းနေပဲသို့တော်လည်းပဲကျွန်တော်တို့ကလမ်မန်စ်ကို ဟိုနံပါတ်1အဖြစ်ကျွန်တော်ကရေးရှိမှာ၃ဘူးစီစဉ်ထားတယ်အဲ့ဒီတော့အခုလက်ရှိခေါ်မဲ့သူကလည်း Lemons ကိုအတွေ့အကြုံနေနဲ့ဆွဲတင်ပေးနိုင်မဲ့သူမျိုးဆိုတော့အသက်ရွယ်ရနေတဲ့ကုသမာအတွေ့အကြုံရှိတဲ့ကုသမာမျိုးကိုအသင်းဘက်ကဆက်ပြီးတော့ခေါ်လိုက်မယ်လို့ထင်တယ်လူအရင်ပွဲကစားခွင့်ကိုယူပေးပွဲကစားခွင့်မှာသူကစားနိုင်မယ်ဒါအပြင်ကျွန်တော်လောလောဆယ်မှာဆိုလို့ရှိရင်လည်းပဲအရန်မှာသူနေလို့ရတယ်ဒါအပြင် Lemons ကိုလည်းအတွေ့အကြုံနေနဲ့အတူတင်ပေးလို့ရတယ်ဆိုတော့ကုသမာမျိုးကိုကျွန်တော်အသင်းဘက်ကခေါ်ဖို့ဂျူပန်မှု ါ်ပြင်ဆင်နေတဲ့သဘောမျိုးပါတရားပေါက်ကတော့ဂူသမားကလူတယ်ကျွန်တော်တို့လမ်မန်းစ်နဲ့ပတ်သက်လို့ရှိရင်လည်းပဲအဲထားပါတော့ဗျာကျွန်တော်တို့ဆန်ဒလန်နဲ့ပွဲမှာပုံစံကောင်းလေးတွေပြခဲ့တာပေါ့လမ်မန်းစ်ကနော်ပုံစံကောင်းလေးတွေကျွန်တော်ပြခဲ့တာဒါပေမဲ့လည်းလို့တကယ်တကယ်အဲနောက်လာမယ့်ပွဲတွေမှာဘာတွေဆက်ပြီးတော့ဖြစ်လာမယ်မသိဘူးဟုတ်တယ်မလားနော်အခြေအနေတွေကဘယ်လိုဖြစ်လာမလဲကျွန်တော်တို့မျှော်လင့်တယ်လို့ကောကစားမလီယာတိုးတက်လာတဲ့အနေအထားမျိုးတွေအမြဲတမ်းတွေ့ရပါမလားပေါ့ဒါကလည်းကျွန်တော်ရှိသေးတာအဲ့တော့တေချာပေါက်ကတော့ လမ်မက်စ်နဲ့ပတ်သက်လို့ရှိရင်ယူနိုက်တက်ကသူတို့ဒီသူတယောက်တည်းနဲ့ကျွန်တော်မရပါဘူးเนาะဆိုတော့ဇန်နဝါရီပြောင်းရှိလောက်ဆိုလို့ကျွန်တော်လမ်မန်စ်ရဲ့အနေထားကိုကျွန်တော်ပုံမှန်တွေးရပြီလို့ကျွန်တော်ထင်တယ်။အဲ့ဒါကြောင့်လို့ရှိရင်တော့ okay ငါတို့နောက်ထပ်ဂူဒမာကောင်တယောက် first line နဲ့ဂူဒမာကောင်တယောက်ကိုလူသလားဒါမှမဟုတ်လမ်မန်စ်ကိုတွန်တင်ပေးနိုင်မဲ့เนาะကျွန်တော်အရန်ကောင်မှထိုင်နေတဲ့ဂူဒမာမျိုးကိုလူသလားဆိုတာကျွန်တော်ကွဲပြားလာမှာပဲ။လောလောဆယ်ကတပွဲပဲကစားရသေးတော့လမ်မန်စ်နဲ့ပတ်သက်ရင်ဘာမှန်ပုံတွေပြောလို့မရသေးဘူးကျွန်တော်ဖြစ်နေတာ။အဲ့တော့အတင်းဘက်ကတော့ဂူဒမာကထပ်ပြီးတော့ကျွန်တော်လူတယ် မဲ့လို့ဇန်နဝါရီပြောင်းရွှေ့ဆိုတာထက်ຫນွေမှာပို့ပြီးတော့ကျွန်တော်ကျိုးပန်းနိုင်နေပေါ့ညီကလို့ရောဘလူမြင်ကြလဲတာစတီကန်နဲ့ပတ်သက်လို့ရှိရင်တော့ဂူသမာကောင်တယောက်ဆိုပြီးမြင်တယ်လို့တာစတီကန်ကဒီ injury ပြဿနာတွေပါတယ်ခဏတိုင်းရပြီးတော့ဘာစီမာတော်မှ2015ခုနှစ်နောက်ပိုင်းမှာသူ့ရဲ့အကောင့်ဆုံးပုံစံကိုကျွန်တော်မတွေ့ရတော့ဘူးเนาะဒါစတီကန်ကတော်တော်ကောင်းတဲ့ကုသမာပါဂျာမနီမှာတော်တော်ကောင်းတဲ့ကုသမာပါဒါပေမဲ့လို့ injury ပြဿနာတွေခဏတိုင်းရတယ်ဆိုတော့အခုလက်ရှိပေါ့เนาะဘာစီလိုနာမှာလည်း ဘလူရောမလဲကပတိန်အဖြစ်ဖြစ်နေတာရောလောခလာဇာတီနဲ့ပတ်သက်လို့ရောတတိနေအများကြီးထွက်နေတော့လေတော်တော်တိုင်ပတ်တဲ့အခြေအနေမျိုးသူကြုံနေရတာကျွန်တော်ကတော့တာစတီကန်ဆိုတာတခြားကုသမားတွေကိုကျူပန်းဖို့တည်နေလို့ထင်တယ်ယူရိုရောဘလူမင်းကြလဲဆွနေကြပါအောင်အားလုံးကိုချစ်တင်ပါတယ်